နံပါတ်3ဝီလီယမ်မက်ကင်လီ အမေရိကန်သမရအမေရိကန်တွေဟာသမရတွေကိုရီစားဟောင်းကိုမုန်းတယ်လို့မုန်းနေတလားတော့မပြောရပါဘူးအခုတယောက်ဟာလည်းအမေရိကန်သမရဖြစ်ပါတယ်အမေရိကန်သမရဝီလီယမ်မက်ကင်လီဟာ25ရောက်မြောက်အမေရိကန်သမရဖြစ်ပြီးတော့သူ့လက်ထက်မှာ လုံခြုံရေးနဲ့ပတ်သက်ပြီးအနှဲငယ်ပိုမိုတင်းကျပ်လာခဲ့ပေမဲ့လုံလောက်အောင်တင်းကျပ်ထားခြင်းမရှိသေးပါဘူးမက်ကင်လီယာလည်းပြည်သူလူထုအပေါ်မှာနှွေးထွေးတတ်တဲ့လူမျိုးဖြစ်ပြီးတော့ ပြည်သူလူထုနဲ့နီးကပ်စွာဆက်ဆံရေးကို အလေးနက်ထားသူတစ်ယောက်ဖြစ်ပါတယ်။1900ခုနှစ်နယူးယောက်ဘာဖလိုမှာကျင်းပတဲ့ပန်အမေရိက Exposition တွင်လူထုအခမ်းအနားတစ်ခုမှာသူကပြည်သူလူထုကိုလက်ဆွဲနှုတ်ဆက်ဖို့အတွက်တန်းစီကရက်နေတဲ့သူ့ရဲ့နိုင်ငံသားတွေကိုတဦးချင်းလိုက်လံနှုတ်ဆက်ခဲ့ပါတယ်။အဲ့ဒီအချိန်သူ့အနားမှာလုံခြုံရေးအဖွဲ့ဝင်အနေနဲ့ဒေသခံအရာရှိနဲ့စစ်သားများပဲရှိနေခဲ့ပါတယ်။ အဲ့ဒီလူအုပ်ကြားထဲမှာပဲလီယွန်ဇော့ဂို့စ်လို့ခေါ်တဲ့အာနာရှင်စန့်ကျင်ရေးသမားတအူးကလက်ကင်ပေါ်အောင်မှာပစ္စတိုတနက်တလက်ကိုယူဆောင်လာပြီးသူ့ဘနာကိုချင်းကပ်ကတနက်နဲ့အနီးကပ်လှုပ်ကြံခဲ့ပါတယ်။အဲ့ဒီလူကင်ဆောင်တဲ့တနက်မျိုးစားကတော့32 caliber Ivor Johnson revolver မျိုးစားဖြစ်ပါတယ်။ McKinley ဟာတနက်နဲ့နှစ်ကြိမ်တိုင်တိုင်ပြစ်ခံခဲ့ရပြီးတော့အဲ့ဒီဒဏ်ရာနဲ့ပဲဆုံးမသွားခဲ့ရပါတယ်။အဲ့ဒီဖြစ်ရပြီးမှတော့ American စိုးရဟာ secret service ကို သမရအတွက်အမေရိကန်ကာကွယ်ရေးအေဂျင်စီအဖြစ်တာဝန်ပေးခဲ့ပြီး၎င်းဟာအမေရိကန်လုံခြုံရေးသမိုင်းမှာအလှည့်ပြောင်းတစ်ခုဖြစ်လာခဲ့ပါတယ်